မင်္ဂလာညချမ်းပါ2025ခုနှစ်အေပီလ26ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ရှင် ပထမဆုံးတင်ပြမယ့်သတင်းကတော့နိုင်ငံတကာအသိုက်အဝန်းတွေနဲ့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုများကိုအလေးထားစဉ်းစားပြီးလေးလေးနက်နက်အေးအေးယူဆောင်ရွက်ဖို့အချိန်တန်ပြီလို့ဦးကျော်မိုးထွန်းပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတကာအသိုက်အဝန်းတွေနဲ့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုအလေးထားစဉ်းစားပြီးလေးလေးနက်နက်အေးအေးယူဆောင်ရွက်ဖို့အချိန်တန်ပြီလို့ကုလဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမဲ့ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ညယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာစီးပွားရေးနဲ့လူမှုရေးကောင်စီအောက်က Force Displacement and Refugee Protection ကောင်စင်နဲ့အထူးအစည်းအဝေးတရက်ကိုအပီလ24ရက်နေ့ကကျင်းပခဲ့ရမှာဦးကျော်မိုးထွန်းကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရိုဟင်ဂျာအများစုဟာနေရဲဆွန့်ခွာနေထိုင်နေရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အခြားနိုင်ငံတွေမှာပါဒုက္ခသည်တွေဖြစ်ခိုလုံနေကြရတယ်လို့ဆိုပါတယ်။ ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလကတည်းကဖြစ်ပေါ်ခဲ့တဲ့ဆီယနာသိမ်းမှုနဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဟာမြန်မာနိုင်ငံတဝန်းလုံးကပြည်သူတွေပေါ်ဆိုးရွားတဲ့တရားမှုတွေကြောက်ရွံ့နေတဲ့အပြင်နေရဆုံးခွာနေထိုင်ရတဲ့ပမာဏလည်းကြီးမားနေပြီလို့ဇီဝေးတရောက်လာသူတွေကိုအသိပေးထားပါတယ်ဥချာနေနဲ့လည်းနေရဆွန်းခွာနေထိုင်ရသူ3.5သန်းရှိတယ်လို့ခန့်မှန်းထားပေမဲ့ဒီထက်မြင့်မားနိုင်တယ်လို့လည်းပြောခဲ့ပါဗါး19.9သန်းသောမြန်မာပြည်သူတွေဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေရေးပေါ်လိုအပ်နေပြီး နေအိမ်နဲ့ဘာသာရေးအဆောက်အအုံတသိန်းကျော်ဖျက်ဆီးခံရတယ်လို့လည်းနိုင်ငံတကာအသံဝန်ကိုအသိပေးထားပါတယ်။မြန်မာပြည်သူအများစုဟာအိမ်နီးချင်းနိုင်ငံတွေနဲ့အခြားနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရပြီးမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်တွေဟာမြန်မာနိုင်ငံအကြက်တဲတံကိုခါးဆီးခံနေရဒုက္ခဆင်းရဲတွေနဲ့ရင်ဆိုင်ဖျက်သန်းနေရချိန်မှာခုနှစ်တသမခုနှစ်ပြင်းအားရှိတဲ့ငလျင်ကြောင့်ဒုက္ခတွေဆင်ကဲတိုးပွားလာခဲ့တယ်လို့ပန်မကြီးဦးကျော်မိုးထွန်းကပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကျက်တဲဟာဒေသတွေနဲ့အခြားနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုပါထိပါစေတာကြောင့်ဒီရဆုံးခွာသူတွေနဲ့ဒုက္ခသည်တွေကိုတင့်တော်တဲ့အကာအကွယ်ပေးဖို့အလွန်ရေးကြီးနေပြီလို့လည်းပြောခဲ့ပါသေးတယ်ခုလိုဖြစ်နေရတာဟာဆရာနာရှင်စနစ်ကြောင့်ဆိုတာအငင်းပွားပွေရမရှိတဲ့အတွက်မြမပြည်သူတွေလုံလာနေတဲ့ဆရာနာရှင်စနစ်နဲ့မတရားဆရာနာသိမ်းမှုတို့ခြုံငယ်ရင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးဂျိုးမန်းနေမှုတွေမှာနိုင်ငံတကာတိုက်ဝန်ရဲ့ပံ့ပိုးကူညီမှုကအလွန် ရေးပါတယ်လို့ကုလဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သက်မဲ့ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာတိုက်ဝန်အနေနဲ့ဒီအခြေအနေတွေကိုလေးထားစဉ်းစားပြီးလေးလေးနက်နက်အရေးယူဆောင်ရွက်ဖို့အချိန်တန်ပြီလို့စီဝေးတက်ရောက်လာသူတွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။ နောက်ထပ်တင်ပြမယ့်သတင်းကတော့မြကြီးနားမှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးနန်းစီရဲမွေနဲ့အရာတွင်ကြောက်ရောက်ပောက်ကွဲပြီးတဦးသေးဆုံးတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်မြကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးနန်းစီရဲဝန်ထမ်းတွေနေထိုင်ရာမလိခအရာတွင်ကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်လူငယ်တဦးသေးဆုံးသွားတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကပြောပါတယ်။မြကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကမနေ့ကဧပြီလ25ရက်ည7:00နာရီခွဲကျော်ချိန်မှာ လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာကြောင့်စစ်တပ်လက်အောက်ခံနန်းစီလင်ဝန်ထမ်းနေထိုင်ရာမလီကအင်ယာအတွင်းသို့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာလို့ဆိုပါတယ်။ဆိုပါလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်လူငယ်တဦးသေဆုံးပြီးဝန်ထမ်းအင်ယာအဆောက်အုံတွေလည်းလက်နက်ကြီးစထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တချင်းပြည်နယ်ရဲ့မြို့တော်မြစီနားမြို့မှာမနေ့ကဧပြီလ25ရက်မနေ့ပိုင်းကတည်းကလက်နက်ကြီးပစ်ခတ်တံတွေကြားနေရပြီးဝိုင်းမော်ဘက်ကိုပစ်ခတ်တာလို့ယူဆရတယ်လို့မြစီနားမြို့ကန်တွေကခန့်မှန်းပြောဆိုနေကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဗမော်မျိုးကစစ်ကောင်စီလက်ကျန်းစခန်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်ကမြို့သိမ်းတိုက်ပွဲကိုလက်ဆတ်တက်နေချိန်မှာမြကြီးနားမြို့နဲ့ AR မြစ်ချပြီးလေးမိုင်ကန်တာကွာဝေးတဲ့ဝိုင်းမော်မျိုးနယ်က KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေထိန်းချုပ်ရာနေရာတွေကိုစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့စီရေးအခြေအနေလေ့လာသူတွေစီကနေသိရပါတယ်ရှင်။ ခုနောက်ဆုံးသတင်းကတော့ဒီမော့ဆို PDF ထံလက်နက်နဲ့တကွအလင်းဝင်လာတဲ့အချမ်းမစစ်တက်လောက်ခံပြည်သူစစ်6ဦးကိုကျဲ65သိန်းထောက်ပံ့တဲ့သတင်းပဲဖြစ်ပါတယ်။ဒီမော့ဆို PDF ထံကိုလက်နက်နဲ့တကွအလင်းဝင်လာတဲ့ဂျမစစ်ကောင်စီလက်အောက်ခံပြည်သူစစ်6ဦးကိုကနဦးထောက်ပံ့ငွေဖြင့်ကျက်65သိန်းပေးအပ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF ကပြောပါတယ်။ ဇိုဝါစစ်မှုရန်ပြည်သူစစ်တပ်ဖွဲ့ဝင်6ဦးဟာအပိလ16ရက်နေ့ကလက်နက်ခဲယမ်းတွေနဲ့အတူဒီမော့ဆူ PDF ထံအလင်းဝင်လာတာလို့သိရပါဗျ။သူတို့နဲ့အတူ MA1 တနက်9လက် MA1 G455 တော့ G ဘောင်း16ခုလက်ပြပုံလေးလုံး14မိုင်3လုံး G ကလေးတဲ့အိုင်ကွန်တလုံးဖုန်းခုနှလုံးယူဆောင်လာနိုင်ခဲ့တယ်လို့အသိပေးပါဗျ။လက်ရှိမှာအလင်းဝင်လာသူတွေကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပေးထားပြီးမိသားစုတွေနဲ့ဆက်သွယ်နိုင်ဖို့အကြောင်းကြားပေးထားတယ်လို့သိရပါတယ်။အလင်းဝင်လာသူတွေရဲ့ထွက်ဆိုချက်အရ တက်တွင်းမှာ WI မူရီစေဝါးတွေစိတ်တိုင်းကြရောင်းဝယ်သုံးဆွဲခွင့်ရှိတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့နိုင်စစ်ညင်မှန်းနှိပ်စက်တာတွေမကြခဏခံရတယ်လို့ဒီမော့ဆို PDF ကထုတ်ပြန်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။